မင်္ဂလာပါဥယေကရောင်ဝေကကြိုဆိုပါတယ်ကားလေးတွေကလိုင်းမော်မရောက်ပဲဆိုးရောက်တာများနေတော့ဥယေရီလိုင်းမော်ကားလေးတွေရောက်ရင်ထပ်ပြီးတော့တင်ပေးပါအောင်ဆိုတဲ့သူတွေအတွက်ညီမကောင်မော်ဒယ်မြင့်ကားရှယ်လေးရောက်ထားတဲ့အတွက်ကြောင့်မလို့ခုကြီးကားလေးကိုလိုင်းမော်ကိုတင်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ Suzuki လေးကိုမှမော်ဒယ်က2008မော်ဒယ် AC Power Zone 4W pattern နဲ့ကိုမှ ရန်ကုန်လိုင်းစင်တဲ့ကားလေးဖြစ်ပါတယ်လိုင်းစင်တန်းရဆိုလို့ရှိရင်ဒီကားလေးကလိုင်းစင်2020 60လပိုင်းထိလိုင်းစင်တန်းကျန်မာသေးတယ်မော်ရယ်မြင်းနဲ့ထဲကကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဒီကားလေးဆိုလို့ရှိရင်ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှင်းတဲ့စေးလေးချောတဲ့ ကားလေးဘာမှပြန်လှုပ်ရှားမလို့ပေါ့နော်တခါလေလက်တင်သုံးပြုလို့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ညီမဒီကားလေးကိုတီချာလေးလိုက်ပြပေးမယ်ဆိုတော့ကျတော့ကားနဲ့ပတ်သက်ပြီးအတက်ခိုက်ရှိမှဆဘက်ဆာတဲ့အရှုပ်ရှိရှိမှတော့လုံးဝစိတ်ပူစရာမလိုတဲ့ကားလေးတစီဖြစ်ပါတယ်နော်ကားလေးစေးချောတယ်စေးလဲတစီလုံးပြန်လှုပ်ရှားမလို့ပေါ့နော်ဆိုတော့ဒီကားလေးကိုတော့ညီမအရှိဘောနက်လေးကိုအရင်ခွာပြပေးမယ် ဆိုတော့ဒီအရှိမှာဆိုလို့ရှိရင်ကြည့်ကြည့်လို့ရတယ်ဒီမှာဆိုရင်ဒါ original ချိတ်လေးတွေဒီအပေါင်းလက္ခဏာလေးတွေဆိုရင်ဒါကနေပတ်သက်ပြီးအတိုက်ခိုက်ရှိတယ်ဒီလိုနေရာတွေတိုက်ထားတယ်ဆိုလို့ရှိရင်ဒီအပေါင်းချိတ်လေးတွေကတွန့်နေတာလေးတွေရှိမယ်ပေါ့နော်ဒီမှာတော့ဒီအပေါင်းချိတ်ကလုံးဝရှင်းတယ်ဒီမှာဆိုရင်သူ့ရဲ့ original found line လေးတွေ original original ချိတ်လေးတွေဆိုရင်ဒါသူ့မှာမြင်နေရတယ်ပေါ့နော်ဆိုတော့ကနေပတ်သက်ပြီးအတိုက်ခိုက်ရှိမှာလုံးဝစိတ်ပူစရာမလိုတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီဘက်ကလေးညီမပြပေးပါမယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်းကြည့်ကြည့်လို့ရပါတယ်ဒီမှာအဲ ဒီမှာဆိုလို့ရှင်ဒါ original ချိတ်လေးတွေ original found line လေးတွေဒီမှာဆိုရှင်ဒီဘက်အပေါင်းချိတ်လေးတွေဆိုလို့ရှင်လည်းလှပါတယ်เนาะကားနဲ့ပတ်သက်ပြီးဒီကားလေးဆိုရအတိုက်ခိုက်ရှင်းတယ်နော်စစ်ပြန်လုတ်ဆရာလည်းမလိုဘူးဘာမှထပ်ပြီးတော့လုတ်ဆရာမလိုဘူးနဲ့လက်တင်သုံးပြလို့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ဒါညီမအရှိ bonnet လေးကိုပြပေးတာဆိုတော့ဒီကားလေးတော့ညီမတို့အတွင်းကန်းလေးကိုလိုက်ကြည့်မယ်နော်ကဲအတွင်းကနေမှာဆိုလို့ရှိရင်လေဒီကားလေးကိုညီမတေချာလေးပြပေးပါမယ်။ ဲအတွင်းကနေမှာတော့ဒီကားလေးကနော် AC power အစုံ 4V pattern နဲ့လာတဲ့ကားလေးဖြစ်ပါတယ်ပတ်ပြပေးမယ်ဒီ 4V button လေးကဒါကိုကဘောနော် 2V နဲ့ပဲမောင်းနေတယ်ကို 4V သုံးဖို့လိုလာရေဆိုရှင် 4V ကိုချိန်ပြီးတော့သုံးလို့ရတယ် 4ဝီ3ဆရာမကို2ဝီနဲ့ပဲမောင်းမယ်ဆိုရင်2ဝီနဲ့ပဲလိုသလိုသုံးပြီးတော့မောင်းလို့ရမယ်ကားလေးဖြစ်ပါတယ်ရှင်ဆိုတော့ကားလေးတော့ဒါအတွင်းငန်းထဲမှာဆိုလို့ရှင်လုံးဝတသက်ရှင်းရဲတသက်ရဲလေးရှိရယ်ကားနဲ့ပတ်သက်ပြီးတော့ဒီမှာလိုလိုအချက်မရှိအောင်တေချာအသေးစိတ်လေးလှုပ်ထားပေးတယ်မှန်ကွင်းနေတက်ကခွင်းနေရမှာစားလာပါတယ်ဒီအတွင်းငန်းဆိုလို့ရှင်ဒါ original အော်ဈေးတိုင်းပဲရှိသေးတယ်ပေါ့နော်ဆိုတော့ဒီကားလေးကမော်ဒယ်မြင့်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒိုင်ကွက်လေးတော့ပြောင်းသွားတယ်ဒိုင်ကွက်ဆိုလို့ရှင်ဒါနှစ်ထပ်ဒိုင်ကွက်တွေဖြစ်သွားမယ်ပြီးလို့ရှင်ရင်မီးကျိတ်နေလဲပါသွားမယ် ော်ဒါကတော့ model 2008ပေါ့နော် model 2008ပြတဲ့အတွက်ကြောင့်မလို့ဒါပြောင်းလဲသွားတဲ့ function လေးတွေပေါ့ဆိုတော့ကျတော့ဒီကားလေးမှာဒီတကားကြတွေဆိုလို့ရှိရင်လှပါတယ်နော်တကားကြတွေမှာဆိုရှင် original found line တွေ original chain လေးတွေဆိုရှင်လုံးဝလှတယ်ပေါ့နော်ဒါညီမတကားကြတွေလည်းပြပေးပါပြီးတော့ဒီကားလေးကအောက်ပိုင်းလေးလည်းပြပေးမယ်အဆွေးများတက်တဲ့နေရာတွေခြေနင်းနေပေါ့နော်ရေစင်းရေရေထိတတ်တဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးနေရာတွေမှာတော့မှပဲအဆွေးမရှိဘူး ဒီမှာတရားလေးပြပေးမယ်အောက်ကျန်းကလေးပါလမ်းပြပေးမယ်ဒီနေရာတွေဆိုလို့ရှိရင်ဒါအဆွေးများတတ်တဲ့နေရာတွေအဆင်းအတက်ပေါ့နော်ကိုအဆင်းအတက်လောက်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့မပဲဒါတန်ကြီးမရှိဘူးအဆွေးအနာတန်ကြီးကင်းတယ်ဒီမှာတွေဆိုလို့ရှိရင်ဒါဒါဂျပန်ကလာတဲ့ original time ပဲရှိသေးတယ်ဘောနမှာဆိုရင် original shape တွေ original font line တွေလုံးဝမိုက်တယ်ဆိုတော့ဒါအောက်ကျန်းကင်းလေးကိုဒီဘက်အောက်ကျန်းကင်းလေးကိုညီမတေချာပြပေးတာပါဒီနေရာလေးဆိုလို့ရှိရင်ဒါအဆွေးမြတ်တဲ့နေရာလေးပေါ့ဒီမှာဆိုလို့ရှိရင်ဒါ original font line လေးတွေရှိရဲ့ ဒါတွေ့ဂျပန်ကလာတဲ့ origin နဲ့အတိုင်းပဲရှိသေးတယ်ကားလေးတော်တော်မိုက်ပါတယ်ဆိုတော့ဒါညီမဒီဘက်အောက်ကျန်းငင်းလေးကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ညီမဟိုဘက်ကလည်းပြပေးအောင်မယ်ဟိုဘက်ကအောက်ကျန်းငင်းလေးကိုလည်းလိုက်ပြပေးမယ်နော်ဆိုတော့ဒီဘက်ကကျန်းကင်းလေးကိုလည်းညီမတို့ကြည့်ပါမယ်။နော်ဒီဘက်အောက်ကျန်းကင်းဆိုလို့ရှိရင်လည်းအဆွေးတန်အဆွေးနာတန်ကြီးကင်းပါတယ်။နော်ဒီဘက်မှာဆိုရင်ဟိုဘက်က right ပေါ့နော်ဒီဘက်က left ဒီမှာစာတန်းလေးတွေတပါလုံးဝမြင်နေရတယ်။ဒီမှာဆိုရင် original နဲ့ချိတ်ဒီဟိုးကြားလေးတွေထိပြပေးမယ်နော်။ တကားကအယိုးအစစ်အတိုက်ခတ်အားလုံးရှင်းနေဆိုတော့ကျတော့ဒီမှာဟိုးအောက်ကြားလေးတွေတည်းအထိပြပေးပါတယ်ကျွန်တော်တို့ original found line လေးတွေဒီမှာဆိုတာ original ချိတ်လေးတွေဒီမှာလုံးဝအတင်းသားမြင်နေရမယ့်ကားလေးတစ်စီးဖြစ်ပါတယ်ဒီကားလေးတော်တော်မိုက်တယ် model ကလည်းမြင့်နေเนาะအဆွေးအနာတန်ကြီးလည်းကင်းနေပေါ့နော်ဆိုတော့ဒါကညီမဒီအတွင်းငန်းလေးတွေကိုပြပေးတာဖြစ်ပါတယ်ပြလို့ရှိရင်ဒီမှာရှိသေးတယ်ဒီကြားလေးတွေပြပေးအောင်ဒီမှာဆိုလို့ရှိရင်ဒါ original ချိတ်လေးတွေဒီမှာကြီး original ချိတ်လေးတွေ original found line လေးတွေဆိုရင်ဒါ ူရဲ့ဂျပန်ကလာတဲ့ origin နဲ့အတိုင်းပဲရှိနေသေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ဒီမှန်ကွင်းတွေတကခွင်းတွေဆိုလို့ရှိရင်ဖြတ်တာတာဆက်တာတာမရှိဘူး။ကားနဲ့ပတ်သက်ပြီးအတိုက်အခတ်ရှင်းနေနော်အတိုက်အခတ်ရှင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ဆိုတော့ဒါတော့ညီမဒီကားလေးကိုအတွင်းငန်းလေးပြပေးတာပါ။ထိုင်ကုန်တွေဆိုလို့ရှိရင်လည်းဒါထိုင်ကုန်နဲ့ဒါသူ့ origin နဲ့ထိုင်ကုန်လေးတွေဖြစ်ပါတယ်။ဆိုတော့ဒီကားလေးကိုညီမရှေ့လျှော့ပါအောင်လေးတွေလည်းပြပေးမယ်နော်။အရှိရှော့ပါအောင်နေဆိုလို့ရှိရင်လုံးမကြည့် ရှေ့ရှော်ပါအောင်နေဆိုလို့ရှိရင်လည်းဆေးပြောင်းဝင်ထားတာမရှိဘူးလုံးဝနောက်ပြီးလို့ရှိရင်ဒီမှာပြပေးမယ်ဟိုးဂျားလေးတဲ့အထိပြပေးအောင်မယ်ဒီဟိုးကဂျားလေးတွေလည်းဆိုလို့ရှိရင်ကားကအတိုက်ခိုက်ရှိရဲဆိုလို့ရှိရင်အဲ့နေရာလေးတွေကတွန့်နေတာလေးတွေရှိမယ်ကျေနေတာလေးတွေရှိမယ်ဟိုမှာစာတန်းလေးတွေအမှဆာမြင်နေရသေးတယ်ပေါ့နော်ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှင်းနေတော့ဒါရှေ့ရှော်ပါအောင်နေကိုလည်းညီမတေချာလေးပြပေးတာဖြစ်ပါတယ်ဆိုတော့ကြတော့ညီမတို့အောက်ပိုင်း frame လေးကိုလိုက်ကြည့်မယ်နော် ကဲအောက်ပိုင်း frame တွေကတော့ကြည်ကြည့်လိုက်မယ် frame တွေဆိုလို့ရှိရင်ဒါ frame နှစ်ချောင်းလုံးဒီဒါဂျပန်ကလာတော့ original အတိုင်းပဲရှိသေးတယ်ဒီမှာကြိုးချင် original ပြုတ်တွေရှိမယ်ဥပမာ original chain တွေရှိမယ်လုံးဝမိုက်တယ်ဒီ frame နှစ်ချောင်းလုံးကစေးပြန်ဝင်ထားတာလည်းမရှိဘူးဖြတ်ထားတာဆက်ထားတာလည်းမရှိဘူးဒါ original အတိုင်းပဲရှိနေသေးတယ်ကားလေးဖြစ်ပါတယ်ဒါအောက်ပိုင်း frame လေးတို့လည်းညီမတေးချပြပေးရစောကြဒီမှာတိုင်ယာတွေဆိုလို့ရှိရင်လည်းတိုင်ယာရှေ့တိုင်ယာအနောက်တိုင်ယာတိုင်ယာလေးလုံးစလုံးပန်းအညီတယ်ပေါ့နော် တရားလေးလုံးစလုံးပန်းအားညီတယ်။ဒါကားနဲ့ပတ်သက်ပြီးတော့ဘာမှထပ်လုံးဆရာမလို့ဘာပစ္စည်းမှလည်းထပ်ထည့်ဆရာမလို့တခါရဲ့လက်တင်သုံးလို့ရမယ်ကားလေးဖြစ်ပါတယ်။ဆိုတော့ဒီအနောက်မှာဆိုလို့ရှိရင်လည်းဒီကားလေးကစတီးအမိုးကိုင်းစတီးချင်းနဲ့အလုံးအစုံပါပိတာဖြစ်ပါတယ်။အမိုးကိုင်းရှင်းနေဖို့ထပ်ပြီးတော့ကုံစခန်းဆရာမလို့ပါဘူး။နောက်စတီးအမိုးကိုင်းချင်းနဲ့ထည့်ထားပေးပါတယ်။ပြီးတော့အနောက်ကျန်းကင်းလေးကိုပြပေးအောင်မယ်။အနောက်ကျန်းကင်းဆိုရင်ဆေးချောတယ်။အနောက်ကျန်းကင်းဆိုဆေးချောတယ်။ဖုံတော့ပြီးတော့မှပဲ ထမင်းထိုင်စားလို့ရတယ်အဲ့လောက်ထိအောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါအနောက်ကျန်းကင်းဆိုလို့ရှိရင်လည်းစီချောပါတယ်ဆိုတော့ဒါကားလေးတော်တော်မိုက်လို့ပို့လို့ညီမတေချာလီလိုက်ပြီးတော့ပြပေးတာပါဆိုတော့ကျတော့ညီမတို့ဒီဘက်က frame ကိုလည်းကြည့်မယ်အောက်ပိုင်း frame ကိုဒီဘက်ကလည်းကြည့်မယ်နော် ီဘက်ကအုတ်ပိုင်း frame လေးကိုလည်းညီမပြပေးပါဦးမယ်ဆိုတော့ဒီဘက် frame လေးဆိုလို့ရှိရင်လည်း frame တစ်ချောင်းလုံးဒီ orange ရှိနေတဲ့ပြုံကမှဖြတ်တာတာဆက်တာတာမရှိဘူး။နောက်ဆိုအုတ်ပိုင်း frame လေးတွေကမှစာလုံးဝလှတယ်နော် frame တစ်ချောင်းလုံးညီမသေချာလေးပြပေးပါရစေ။မဆွေးတာ original ပြုတ်လေးတွေရှိမယ်ဒီမှာဆိုရှင် original ချိတ်လေးတွေဟိုဘက်မှာဆိုရှင် original spot လေးတွေဆိုလို့ရှိရင်ဘုံကအထင်းသားမြင်နေရတယ်ပေါ့နော်ဒီမှာဒီမှာညီမပြပေးမယ်ဒီမှာ original spot လေးတွေရှိရယ်နော် frame တွေဆိုလို့ရှိရင်အယိုးစစ်အတိုက်ခိုက် အားလုံးရှင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ပြီးတော့ညီမပြပေးဦးမယ်ဒီမှာ ဒီရေကသဲကလေးတွေဒါလေးတွေဆိုလို့ရှိရင်ဒီမှာ original ပြုတ်လေးတွေပေါ့နော်ဒါသူ့ရဲ့ဂျပန်ကလာတဲ့ original အတိုင်းပဲရှိနေသေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ဟိုအောက်ကသဲကလေးဆိုလို့ရှိရင်ဒါဂျပန်ကလာတဲ့ original အတိုင်းပဲပစ္စည်းကောင်းလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်လုံးဝမိုက်တယ်။ဆိုတော့ဒီဘက်ကတာယာတွေဆိုလို့ရှိရင်လည်းတာယာရှေ့တာယာရောနောက်တာယာရောတာယာလေးလုံးစလုံးပန်းအားညီတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။နော်အောက်ပိုင်းညီရော အောက်ပိုင်းအင်ဂျင်ဂီယာဘောက်ကမှဆာလုံးဝဘာမှထပ်ပြီးတော့ပြုပြင်လုံးဆရာမလိုပဲနဲ့လက်တင်အသုံးပြုလို့ရမယ့်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီဘက်က short bar only ကိုလည်းညီမလိုက်ပြပေးပါမယ် ဒီဘက် shop ဘောင်းနေဆိုလို့ရှိရင်လည်းလှတယ်เนาะ shop ဘောင်းနှစ်ဖက်လုံးလှတယ်ဒီဘက် shop ဘောင်းဆိုလို့ရှိရင်လည်းစီးပြန်ဝင်ထားတာမရှိဘူးစီးပြန်လုထားတာမရှိဘူးရှိဘူးပေါ့เนาะဆိုတော့ရှေ့ဘက် shop ဘောင်းနေရာမှာအစားလှတယ်ပြီးတော့ဟိုကြားလေးတွေတဲပါညီမပြပေးပါမယ်ဟိုဘက်ကြားလေးတွေဆိုလို့ရှိရင်တော့အတိုက်ခိုက်ရှင်းတယ်ဒီအရှိကနေထိထားတယ်ဆိုလို့ရှိရင်တော့မဒီနေရာတွေကတွန့်နေတာကျင်းနေတာရှိမယ်ပေါ့เนาะဒီကားလေးကတော့အတိုက်ခိုက်လည်းရှင်းတယ်နော်ဆိုတော့ကြတော့ညီမဒီအောက်ပိုင်းသေချာလေးတွေပါလိုက်ပြီးတော့ပြပေးရပါတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ရှိမှအယိုးအစစ်အဆွေးအနာတန်ရေးရှိမှ လုံးဝဥမစိတ်ပူစရာမလိုတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဈေးတန်းအရဆိုလို့ရှိရင်လည်းဈေးအရန်တန်တန်လေးနဲ့ရောင်းပေးမဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမ model လေးကိုတစ်ခေါက်ပြန်ပြောပေးမယ်ဒီကားလေးက Suzuki လေးကိုမှ model က2008 model AC power အစုံ4 wheel pattern ကိုမှရန်ကုန်လိုင်းဆင်းနေလာတဲ့ကားလေးဖြစ်ပါတယ်ညီမတို့ဒီကားလေးကိုရောင်းပေးမဲ့ဈေးလေးကတော့338သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဒီကားလေးကို အရေးကြဝယ်ခြင်းတဲ့သူတွေရတယ်ငွေစင်ဝယ်ခြင်းရတယ်ငွေချမ်းဝယ်ခြင်းတဲ့သူတွေအတွက်ရတယ်ကြိုက်တယ်လို့ကိုကဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့ဒီကားလေးကိုလာကြည့်ကျင်နေဆိုလို့ရှိရင်တော့39ခွန်ခွန်11 86 55လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွာအုတ်ချွေရမူရအနီးမှာကားလေးကိုလာကြည့်လို့ရပါတယ်ဒီကားလေးကိုလာကြည့်နေနောက်ထပ် delivery auto လေးပါထပ်ပြီးတော့ကြည့်လို့ရပါအောင်မယ်ကားလေးလည်းထပ်ရောက်ဖို့ရှိပါတယ်ရှင်ဆိုတော့ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် နောက်ထပ်လည်းကားလေးတွေထပ်ပြီးတော့တင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ Facebook page လေးတွေ YouTube channel လေးတွေကို like နဲ့ subscribe လေးလုပ်ခဲ့ပေးပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲတက်တာပါ။